သင်ကမကြာခဏသွေးပောင်ကြတတ်တဲ့လူတစ်ယောက်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဒီနေ့မှာတော့သွေးပောင်မကြာခဏကြတတ်တဲ့လူတွေအတွက်သွေးပောင်ကျနေတဲ့အချိန်မှာသိထားရမယ်ဆောင်းရံရှောင်းရံအချက်6ချက်အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်ထွန်းပဲဖြစ်ပါတယ်သွေးပောင်ကျတယ်ဆိုတာကလူတော်တော်များများဖြစ်မှုကြတယ်တချို့အချက်တွေကပြဿနာမရှိဘူးဥပမာအားဖြင့်နေဘူးရဲသွားတယ်ချွေးထွက်များတယ် ဒါဒီပြဿနာမရှိဘူးရေတောက်လိုက်မယ်ထစားတောက်လိုက်မယ်နားလိုက်မယ်ဆိုရင်ပြန်ပြီးတော့ကောင်းသွားမှာဖြစ်ပါတယ်အတလို့ပဲအေးရပြတ်သွားတယ်ခေါင်းမူးတယ်သိပအောင်ကြတယ်ဒါလည်းပဲအေးဝအောင်အိတ်လိုက်မယ်ရေတောက်လိုက်မယ်ထစားတောက်လိုက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ကောင်းတယ်ဒါပေမဲ့တချို့အချက်တွေကကြတော့အန်ရရှိတယ်ဥမာအဖြစ်နှလုံးသွေးကြောပိတ်ပြီးတော့သိပအောင်ကျသွားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အသက်အန်ရရှိတယ်ဆရာအောင်နဲ့ချက်ချင်းပြရမှာဖြစ်ပါတယ်အဲ့တော့ဆရာအောင်တယောက်ကကိုယ်ကိုပြောထားတယ်ခင်ဗျာနှလုံးသွေးကြောကျင်းနေတယ် ဲ့လိုပြောထားဖို့ရှိရဆိုရင်ကိုကအဲ့ဒီအချိန်မှာခေါင်းနဲ့မူလာတယ်အိမ်မှာချိန်နဲ့ဆက်ရှိလို့သူပောင်ကိုလည်းချိန်လိုက်တယ်သူပောင်က80 90ဖြစ်နေရင်မတ်တွေလည်းအောင်နေခေါင်းလည်းမူနေတယ်မောလည်းမောနေတယ်ဒါဆိုရင်မပေါ့ဆာနဲ့ဒါဒီသူပောင်ကြတာကလူ့ဒုက္ခပေးနေတာဖြစ်ပါတယ်နှလုံးထိကိုက်နေပြီနှလုံးသွေးကြောပိတ်သွားတာဖြစ်နိုင်ပါတယ်เนาะအဲ့လိုအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင်တော့ဒါကဆရာအောင်နဲ့ချက်ချင်းပြမှာဖြစ်ပါတယ်အဲ့တော့ခြုံပြီးပြောမယ်ဆိုလို့ရှိရင်သွေးပေါင် ကြတာကတချို့အချက်တွေကပြဿနာမရှိဘူးကိုယ့်ဘာသာကိုအိမ်မှာကိုရင်နဲ့စောင့်ကြည့်လို့ရတချို့အချက်တွေနဲ့ကိုင်းညီနေဆိုရင်တော့စိတ်ဝင်စိတ်ကန်ချက်ချင်းသွားမှာဖြစ်ပါတယ်အခုကျွန်တော်ပြပမဲ့အချက်၆ချက်ကလည်းပဲဒီသွေးမောင်ကြနေတဲ့အချိန်မှာသိထားရမယ့်အချက်၆ချက်ပဲဖြစ်ပါတယ်เนาะအဲ့တော့ပြောမယ်ဆိုလို့ရှိရင်ခုနလိုမျိုးနှလုံးနဲ့ပတ်သက်တဲ့လက္ခဏာတွေပြရင်တော့စိတ်ဝင်စိတ်ကန်ချက်ချင်းသွားပေါ့ကိုကအေးပြက်လို့ဖြစ်တာချွေးထွက်များလို့ဖြစ်တာတို့မတချို့တွေရရှိတယ် ဟိုဘာမှအကြောင်းရင်းမမဲရမရှိဘူးတွေးပါအောင်ကြားတတ်တဲ့လူတရသူတို့ပုံမှန်လို့ဖြစ်နေတာအဲ့လိုလူတွေအတွက်ကိုကျွန်တော်ရဲ့ဒီဗီဒီယိုလေးကညင်ညွန်ပါတယ်အဲ့တော့အချက်၆ချက်နေတယ်မဲ့ပထမဆုံးအချက်ကကြာတော့ဘာလို့အောင်လဲဆိုလို့ရှိရင်ဒီတွေးပါအောင်ကြာနေတဲ့အချိန်မှာရုတ်တရက်မတက်မရက်ပါနဲ့ရုတ်တရက်မထိုင်ပါနဲ့ကိုကလှဲအိတ်နေတယ်ရုတ်တရက်မတက်ရက်လိုက်တယ်အဲ့ခါမှာဘာဖြစ်တယ်လဲဆိုရင်ခေါင်းမှုတက်တယ်ခေါင်းမှုပြီးတော့မိုက်ခနဲ့ဖြစ်ပြီးတော့ခေါင်းနဲ့ ဘေးနားကအရာဝတ္ထုတစ်ခုခုဥပမာခုံဆောင်သပွဲဒါမျိုးတွေနဲ့တွားပြီးတော့တိုက်မိတက်တယ်အဲ့ခါမျိုးမှာဒါဒဏ်ရာရသွားကြတာမျိုးဖြစ်တတ်တယ်ဒါကိုစေပညာခေါ်တော့ autostatic hypotension လို့ခေါ်တယ်အထိုင်ထခေါင်းမူတာအထိုင်ထသွေးပောင်ကျတာလို့ခေါ်တယ်အဲ့တော့တစ်ခါတလေမှာပုံမှန်သွေးပောင်ရှိနေတော့မှဖြစ်တတ်တယ်ဥပမာပြကိုယ်ကစီးကျိုယောဂရှိတယ်သွေးပောင်ကတော့ပုံမှန်ပဲဒါပေမဲ့စီးကျိုယောဂရှိတဲ့လူတယောက်မှာအထိုင်ထမှာခုနလိုမျိုးသွေးပောင်ကျပြီးတော့ ထိုင်းနိုင်ငံမှာဖြစ်တတ်တယ်အဲ့တော့ငကိုရီကသွေးပေါင်85တဲ့ဖြစ်နေလူတရားကအဲ့လိုမျိုးစက္ကနဲမတက်ရလိုက်မယ်ဆိုလို့ရှိရင်ခုနလိုမျိုးထိုင်းနိုင်ငံမှာဖြစ်နိုင်တယ်ဒါကြောင့်မလို့အဲ့ဒါမလုပ်သင့်ဘူးဒုတိယအချက်အနေနဲ့ကကြတော့အစားစားပါအစားမစားပဲမနေပါနဲ့အဲ့တော့တချို့တွေကရှိတယ်သွေးပေါင်ကျနေတယ်ခေါင်းမှုရယ်ဆိုပြီးတော့ခွေလဲနေတာအဲ့တော့အစာမစားပဲနေတယ်အချိုရေမတောက်ပဲနေတယ်ဘာဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့သွေးတွင်း တခြားတက်ကကျသွားတယ်အဲ့တော့ငကိုရီးယားမှာသွေးပေါင်ကကျနေပါတယ်ဆိုမှအစာမစားဘဲနေတော့သူ့ရဲ့ဒီခေါင်းမူးတဲ့ဝေဒနာသွေးပေါင်ကျတဲ့ဝေဒနာပို့ပြီးတော့ဆိုးပါတယ်ဒါကြောင့်မို့လို့အဲ့လိုမျိုးမနေပါနဲ့တခုခုစားပါခမင်းစားလို့ရတယ်ဘာမဟုတ်ချွေတောက်ပါတခြားလုံးစားလို့လည်းရပါတယ်နော်တတိယချက်အနေနဲ့ကကြတော့အရမ်းမတောက်ပါနဲ့တချို့တွေရှိတယ်အရက်ကြိုက်တဲ့အကိုတွေတော့ပေါ့နော်အဲ့တော့သွေးပေါင်ကျနေတယ် အရက်တောက်တယ်မလုပ်ပါနဲ့အရက်တောက်တာက dehydration လို့ခေါ်တဲ့ခန္ဓာကိုယ်မှာရေတက်ခံကြမှုကိုပို့ပြီးတော့စိုးစေပါတယ်အဲဒီခါမျိုးမှာဒီဘလူလာအပ်ပန်နဲ့နော်ခေါင်းမူရာပို့ပြီးတော့ဖြစ်နိုင်တယ်ဒါကြောင့်မလို့အရက်ကိုမဆောက်တင်ပါဘူးနော်ဒီသွေးပေါင်ကျနေခြင်းမှာအရက်ကိုရှောင်ဖို့လိုအပ်ပါတယ်နောက်ထပ်လေးခုမြောက်အချက်အနေနဲ့ကကြတော့ဒီတဲ့ကသွေးရောယောဂါရှိတဲ့လူတယောက်ဆိုရင်အဲ့လိုမျိုးသွေးပေါင်ကျနေတဲ့အချိန်မှာသွေးကြစီခဏရက်ပြီးတော့ဆရာအောင်နဲ့ချက်ချင်းပြပါ ဥမာပြကိုကမနှက်ပိုင်းမှာချိန်လိုက်တယ်သွေးပေါင်80 90ဖြစ်နေတယ်ကိုသွေးပေါင်ကြာသေးတောက်နေတာကမနှက်တိုင်းဖြစ်တယ်ပေါ့အဲ့တော့စေးတောက်မဲ့အချိန်မှာကိုကသွေးပေါင်ချိန်ကြည့်လိုက်တယ်အဲချိန်ကြည့်လိုက်တော့80 90ဖြစ်နေအဲ့ဒါဆိုရင်နံပါတ်1ချက်ကိုတိုင်းတာမှန်မှန်မှန်ပြန်စစ်ပါဟုတ်ပြီမှန်နေပြီတကယ်80 90ဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒီအချိန်မှာသွေးကြာသေးကိုမတောက်ပါနဲ့ဆီအောင်နဲ့ချက်ချင်းပြပါเนาะဆီအောင်ကလိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာခုနကပြောသလိုရေဘက်တွေလည်းအောက်နေတယ်မောတယ် ရင်းနေလက်တုံနေတယ်ကျွန်တော်ရင်းနေညှက်အောင်တယ်ဆိုရင်တော့အဲ့သွေးပေါင်ကြတာကလုံးလုံးတကျပိတ်သွားလဲဖြစ်နိုင်ပါတယ်ဒါမျိုးဆိုရင်တော့မဆောက်ပါနဲ့ကျွန်တော် ပြောတဲ့အချက်တွေကိုမလောက်ပါနဲ့အစီအုံစီကန်းတာချက်ချင်းပြပါလို့ပြောချင်ပါတယ်နောက်ထပ်ငါးခုမြောက်အချက်နေနေကကြတော့ဗားရီတတိထားဖို့လိုရလဲဆိုလို့ရှင်ကျွန်တော်လှောင်ပိတ်ပြီးတော့မနေပါနဲ့ဒါကဘာပြောချင်တာလဲဆိုရင်တချို့တွေရှိတယ်ဖြားနေတဲ့အချိန်ပေါ့နော်အော်ဖြားနေတဲ့အချိန်ဆောင်းရင်းခြုံနေတယ်အော်ဖြားနေတဲ့အချိန်မှာဘာဖြစ်လဲဆိုရင်ခန္ဓာကိုယ်မှာအပူကြီးကတက်လာတယ် ော့ချွတ်ထွက်များတယ်အဲ့တော့ချွတ်ထွက်များပြီဆိုလို့ရှိရင်ခန္ဓာကိုယ်မှာရေရက်ခံကြောက်မှုဖြစ်တယ်အဲ့တော့သွေးပေါင်ကျတတ်တယ်ပေါ့နော်အဲ့တော့သွေးပေါင်ကျနေတဲ့အချိန်မှာထားပါတော့ကိုကဖျားနေတဲ့အချိန်သွေးပေါင်လည်းမကျခဏကျတတ်တဲ့လူတယောက်ဆိုလို့ရှိရင်ဒီချွတ်ထွက်များပြီးတော့ကိုယ့်ရဲ့သွေးပေါင်ကျတာပို့ပြီးတော့ဆိုးနိုင်တယ်အားကြောင့်မလို့အဲ့လိုမျိုးခြုံပြီးတော့မနေပါနဲ့နောက်ဆုံးအချက်အနေနဲ့ကကြတော့တစားတောက်ပါရေတောက်ပါအဲ့တော့ချွတ်ထွက်များလို့သွေးပေါင်ကျတာ အေးဘက်လို့သိပအောင်ကြာတာဆိုရင်အခုကျွန်တော်ပြပြမယ်နီလန်းကသုံးဝင်ပါတယ်တစားဖြော်ပြီးတော့တောက်လို့ရပါတယ်အဲ့တော့ခက်တစားတောက်လို့ရတယ်ရိုးရိုးဒီ royalty တောက်မှဆိုလို့ရှင်လည်းရတယ်အဲ့တော့ခက်တစားတောက်မှဆိုတော့ပို့ပြီးတော့ကောင်းတယ်သွေးပောင်တက်ဖို့အတွက်အထောက်အကူပြုမှဖြစ်ပါတယ်နော်ပြီးရေတောက်ဖို့လည်းလိုအပ်ပါတယ်တကယ်လို့ရေမတောက်ချင်ဘူးတစားမတောက်ချင်ဘူးဆိုရင်အုံရင်တောက်လို့လည်းရတယ်နော်အဲ့တော့တစားတော့ဖြစ်နိုင်တာတော့တစားတော့ထည့်ပြီးတော့တောက်ဖို့လိုအပ်ပါတယ်အဲ့တော့အခုကျွန်တော်ပြောသွားတဲ့အချက်တွေကသေးပောင်ကြာနေတဲ့အချိန်မှာ တည်ထားတဲ့အစာဝန်ရှောင်းရအချက်6ချက်ပဲဖြစ်ပါတယ်။အဲတချို့တော့ယောဂါတွေကြောင့်သွေးပေါင်ကျတာဆိုရင်တော့စိတ်ရောစိတ်ကံချက်ချင်းသွားပါ။ခုနကပြောသလိုနှလုံးထိခိုက်လို့သွေးပေါင်ကျသွားတာ။ခုနလက္ခဏာတွေပေါ်လာတယ်။ရင်မက်တွေအောက်တယ်၊မောတယ်၊ရှင်တွေတုန်တယ်၊စီးပါနင်းသွားတယ်။ကျွန်တော်ရင်ထဲညှောက်အောင်တဲ့ဒါဆိုရင်တော့သွေးပေါင်ကျတာမပေါ်စားပါနဲ့။ဒီတိုင်းမနေပါနဲ့။ကျွန်တော်ပြောတဲ့အချက်တွေမလုပ်ပါနဲ့။စိတ်ရောစိတ်ကံချက်ချင်းသွားပါ။ဒါမှခုနကပြောသလိုအေးအေးပြတ်တာဖြစ်တယ်။ သူမို့ချွေးထွက်များလို့ဖြစ်တယ်နေဘူးတည်းသွားတယ်အပြင်းသွားလိုက်တယ်ချွေးထွက်များတယ်ပြန်လာတယ်တွေ့မှမကြနိုင်ဒါဆိုလို့ရှင်တော့ခြားလက္ခဏာကြီးမားလည်းမဖြစ်ဘူးဘာမှမဖြစ်ဘူးဆိုရင်တော့အခုကျွန်တော် ပြပြမယ့်အချက်၆ချက်ကအသောဝင်မှာဖြစ်ပါတယ်အော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါအောင်တည်ချင်တာရှိရင်လည်းကုမ္မန်မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်